ဒီနေ့ပွဲမှာပြိုင်မဲနှစ်ယောက်လုံးကအနီးကပ်ပေါင်စာတွေဖြစ်တာကြောင့် Ebo က Dam 0တုံးမဲ့ဆိုရင်တော့တုံးနိုင်ဖို့အခွင့်အရေးနေပါရီတပန်နီးပြားကနာဟုကိုလက်ဦးမှုရယူဖို့ပြောသလိုနာဟုကိုယ်တိုင်ကလည်းတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပါပြီနီးပြားခါမိုကာဝါကတိုက်စင်းတဲ့ခံစစ်ကိုအလင်းသင့်သလိုအတုံးချဖို့မှနေပြီး Ebo ကလည်းနာဟုကိုတုံ့ပြန်ပေးဖို့အစွမ်းကုန်ထုတ်သုံးသွားမှာပါပထမအချီစားတဲ့ခေါင်းလောင်းတန်ကိုကြားလိုက်ရတာနဲ့ Ebo ကနာဟုကိုအလင်းအမြန်တိုက်ခိုက်လာခဲ့ပြီးသူ့ရဲ့ထိုးချက်တွေကြောင့်နာဟုကျွမ်းပတ်ရောက်သွားပါသည် နာဟုကရှောင်းထွားဖို့လုပ်ပေမဲ့လည်းအီဘိုရဲ့ညာလက်သီးကြောင့်ကျမ်းမြင့်နဲ့မိတ်ဆက်သွားခဲ့ရပြီးအီဘိုကချမ်ပီယံဘာကောင်လဲဆိုတာပြတ်တပေးလိုက်တာပါနာဟုအပေါ်ကြီးတဲ့အီဘိုးရဲ့ပြင်းထန်တဲ့အကြည့်တွေကိုပရိသတ်တွေမြင်နေကြရပြီးနာဟုကလည်းဒီလောင်းနဲ့အရှုံးပေးမှမဟုတ်လို့ပြန်ထလာခဲ့ပါသည်။ပွဲပြန့်တရာနဲ့အီဘိုးကတိုးဝင်လာတာကြောင့်နာဟုကဖတ်ထလိုက်ပေမဲ့လည်းအီဘိုးကဘဲလက်သီးနဲ့တွန်းထုတ်ပါသည်။ ဒီကနေ့ဤပိုးရဲ့ပုံစံကရှာရှာပါပါထူးခြားနေပြီးစိတ်တို့နေတဲ့ပုံစံဖြစ်နေကနာဟုရဲ့ထိုးချက်ကိုအလင်းအမြန်ရှောင်လိုက်ပါရင်နာဟုကသူ့သားလက်တွေကိုဝီရန်နေအောင်မယ်ဆိုရင်ဤပိုးကိုထိုးနိုင်မှာဆိုပြီးဇက်တိုက်ထိုးနေပင်ပဲလေဤပိုးကရှောင်နိုင်နေတဲ့အပြင်လုံခဲ့တဲ့နှစ်နှစ်တုန်းကထပ်ပို့ပြီးမြန်လာတာကိုသတိထားမိလိုက်ပါရင်အဲအချိန်ဤပိုးရဲ့ထိုးချက်မိသွားကတစ်ဆက်တည်းမှပဲဒလဆက်ထိုးနေကြတာကြောင့်ပြည်သက်တွေရဲ့အမြင်မှာဤပိုးရဲ့ကစားပုံကအံ့ဩစရာကောင်းတယ်လို့ကြောက်ဖို့လည်းကောင်းနေပါရင် ဆောင်ကျွနေတဲ့ဂျူနီယာလေးကိုစီနီယာကြီးကပညာပေးနေတယ်လို့ထင်ရပေမဲ့တာခါမူရာကတော့အီဘိုရဲ့မျက်နှာပေါ်ကစိတ်ပြတ်အားငယ်မှုတွေကိုမြင်နေရပါတယ်။အီဘိုကနာဟုကိုအနာတရမဖြစ်စေချင်တာကြောင့်ဒီဘွဲကိုအမြန်အစံအဆုံးသတ်ချိန်ပြီးအလောတကြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ပညာလက်သီးဝင်းနဲ့ပဲနာဟုကိုနောက်တစ်ချိန်အလဲထိုးပေးလိုက်ပြီးနာဟုကိုထိုးကြိတ်ခဲတဲ့ခန္ဓာချက်တွေကအီဘိုရဲ့လက်မှန်ကက်ကြံနေပါသေးတယ်။နာဟုကတော့ပြန်ထလာခဲ့တာကြောင့်အီဘိုတယောက်ထိတ်လန့်သွားပြီးနာဟုကိုဆက်မထိုးချင်တော့ဘူးလို့တွေးနေပါသေးတယ်။ နာဟုတ်ကလည်းဒီလိုမျိုးအဆုံးသတ်မခံနိုင်ပဲပထမအချီပြီးဆုံးဖို့10မိနစ်အလိုမှာအီဘိုဘက်ကနောက်တစ်ချိန်အလဲထိုးနိုင်ရင်ပွဲကိုအဆုံးသတ်နိုင်မှာဖြစ်ပါသည် အဲ့ဒါကြောင့်ပွဲပြန့်တရာနဲ့အီဘိုကပြေးဝင်သွားတော့နာဟိုကသူလေးစားအကြရတဲ့စီနီယာနဲ့တိုက်ခိုက်နေရတာမို့ဒီအတိုင်းအဆုံးသတ်မခံနိုင်ဘူးဆိုပြီးပီကေဘူးစတိုင်ခံစစ်အသည့်ပြင်လိုက်ပါလိ။အီဘိုကလည်းအကာရိုကိုဖယ်ဖို့အသေးအတန်ထိုးနေခဲ့ပြီးတခါမူရာကအီဘိုဟာအလော်တကြီးတိုက်ခိုက်နေရာကြောင်သူ့ရဲ့လက်သီးမှတကူလုံးကအာရီမပါဝင်ပဲလက်မောင်းအာရီနဲ့ပဲထိုးနေတာဖြစ်ကြောင်းပြောပြပါလိ။ နာဟုကတော့ဤဘအတော်ပြုနေကြနီးစနစ်အတိုင်းခံစစ်ကိုမြင့်တင်ပြီးပြိုင်ပွဲရဲ့ဟာကွက်ကိုစောင့်ကြည့်နေပါလိမ့်။အဲ့ဒီအခိုင်အတန့်မှာနာဟုကဘော်ဒီကိုအယပါယထိုးလိုက်တော့ဤဘကနိုင်ပေမဲ့လည်းအနောက်ဆုတ်သွားရပါလိမ့်။နာဟုကဤဘဟာခေါင်းလှုပ်ရှားနေခဲ့ပေမဲ့ဘော်ဒီကိုတော့လှုပ်ရှားမနေဘူးဆိုတာသတိထားမိလိုက်ပြီးဘော်ဒီကိုပြစ်မှတ်ထားပါလိမ့်။နှစ်ယောက်သားအပြင်အလံထိုးနေကြရင်ဤဘကနာဟုရဲ့မေယိုးကိုထိုးပေးလိုက်ပြီးနောက်သူတို့သတိမထားမိခင်မှာပဲပထမအချီပြီးဆုံးသွားခဲ့ပါလိမ့်။ နာဟုကသူ့ရဲ့ body ထိုးချက်တွေဤဘူအဘော်ထိရောက်တာကြောင့်နောက်အချိန်မှာအလဲထိုးပြဖို့တွေးနေပါတယ်ဒါပေမဲ့သူ့ရဲ့ body ထိုးချက်တွေထက်ဤဘူရဲ့အဖြတ်စွမ်းအားကပိုကြီးနေရာကြောင့်တမန်ရှုံးနေတယ်လို့နှီးပြားကပြောပါတယ်။နာဟုရဲ့အခြားထိုးချက်တွေကလည်းဤဘူအဘော်အလုံးမဖြစ်ပဲသူ့ရဲ့ကြိုးစားမှုတွေကိုထုံမပြတ်ရသေးတာကြောင့်ဗာဆက်လို့ရမလဲဆိုပြီးတွေးနေရပါတယ်။နှီးပြားကတော့ဤဘူအဘော်ထိရောက်စေမဲ့အရှိုက်ထိုးချက်တွေကိုအတုံချဖို့ပြောလာခဲ့ပါတယ်။ နီးပြခါမူကဘာကလည်းဤဘဟအလော်တကြီးတိုက်ခိုက်နေရာကြောင်းပရိုပေါ့ဆာတယောက်လိုတိုက်ခိုက်ဖို့ပြောနေပါလိပရိုပေါ့ဆာတွေဆိုတာကိုလုံးသိတဲ့အလောက်ကိုအကောင်ဆုံးလုပ်ရမယ်ပရိုဂျက်တို့ရဲ့မျှော်လင့်ချက်တွေကိုအပြည့်ပေးရမယ်တိုက်ပွဲအတွက်ကိုကိုကိုပေးဆက်ရမယ်လို့နီးပြကပြောပါလိဒီသုံးချက်နဲ့ကိုင်းညီအောင်လှုပ်ဆောင်ဖို့နီးပြကမှတ်ထားခဲ့ပြီးဒုတိယအချီစားတဲ့အခါမှာတော့ပရိုဂျက်တွေကဒီအချီမှာနာဟုတ်ကိုအလဲထိုးဖို့အော်ဟစ်အားပေးနေကြပါလိ နှစ်ယောက်လုံးကသူတို့ပြန်ကိုတို့ပြန်စော်နေကြရဲဆိုပေမဲ့အီဘိုကနာဝိုရဲ့ body ထိုးချက်တွေကိုကတ်ထားပြီးနာဝိုရဲ့မျက်နှာတွေကိုထိုးနိုင်နေခဲ့ပါသည်နာဟုတ်သားအီဘိုရဲ့အရှိုက်ကိုထိုးနိုင်ရင်အီဘိုကိုရက်တက်နိုင်မှာဆိုပေမဲ့ကြည်လက်တဲ့အကာအကွယ်တွေကိုမထိုးဖောက်နိုင်ပဲဖြစ်နေပါသည် အဲ့လိုမထိုးပေါက်နိုင်မှန်သိရတာနာဟုကတော့ဆက်လက်ကြိုးစားနေခဲ့ပြီးအီဘိုးကိုတစ်ချက်ထိုးလိုက်ပါရင်အဲ့နောက်အီဘိုးရဲ့ဘဲဘဲလက်ကိုတောဖဲ့လိုက်ပြီးအရှိုက်ကိုအရစွာထိုးလိုက်တဲ့အခါအထိနာသွားတဲ့အီဘိုးလည်းအသက်ရှူလို့မရဘဲဖြစ်သွားပါရင်အခွင့်အရေးရသွားတဲ့နာဟုကဒလက်သက်ထိုးနေရာကြောင့်အီဘိုးကခံသိမ့်မြင့်ထားရပြီးနီးပြပြောတဲ့အတိုင်းသာဆိုရင်နာဟုဟာဒီတိုက်ပွဲအတွက်သူ့ကိုယ်သူပေးဆက်ထားတဲ့ဆိုတာအီဘိုးတွေးမိလိုက်ပါရင်အီဘိုးကနာဟုရဲ့ထိုးချက်တွေကြောင့်အနောက်ဆုံးနေရာတုန်းမှာ1-2ထိုးနိုင်လိုက်ပေမဲ့နာဟုကတော့ပခုံးနဲ့တိုက်ထားရင်ဘော်ဒီကိုထက် होने वाली နာဟုရဲ့ထိုးချက်ကိုအီဘိုရှောင်းလိုက်တဲ့အချိန်နာဟုကအီဘိုရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီးအရှိုက်ကိုထတ်ထုတ်ပေးလိုက်တာကြောင့်အတော်လေးအထိနာသွားခဲ့ပါသည်ဒီလိုမျိုးလက်ဖက်ဝါးကိုအသုံးပြုပြီးလှုပ်တဲ့ဟာတရားမဝင်ပဲဖောင်းပြစ်တဲ့ဆိုပေမဲ့ဒိုင်လူကြီးကမမြင်တာကြောင့်နာဟုအတွက်အဆင်ပြေနေပါသည်စီကံချမ်းနဲ့မကညီဘူးဆိုပေမဲ့လည်းဒါဟာကျိုးဝိုင်းထဲမှာအသက်ရှင်နိုင်ဖို့အတွက်နာဟုတီထွင်လိုက်တဲ့နီလန်တစ်ခုဖြစ်လို့နီးပြကြီးခေါမောကဝါကချီးကျူးပေးနေပါသည်အခုတော့ဂျူနီယာလေးနာဟုရဲ့ဖိအားပေးမှုတွေကြောင့်စီနီယာကြီးအီဘိုလည်းတောင်းမှကိုက်နေခဲ့ရပါပြီ အရှိုက်ထိုးချက်တွေထိုးနိုင်မှုဆိုရင်အောက်ပိုင်းတံမာဖို့လိုအပ်ပြီးနာအိုဟာကျိုးစားပန်းသားလေ့ကျင့်ခဲ့တယ်ဆိုတာကိုတခါမှုရသိလိုက်ရပါတယ်ချန်ပီယံကြီးကကန်နန်ဖော်ရာရဲ့လက်ချက်ကြောင့်အခက်တွေ့နေရတာမို့ပရိသတ်တွေကအမရပဲဖြစ်နေကြပေမဲ့တခြားစင်သားကြီးမဲ့ဆိုရင်နာအိုမှရလက်ကောင်တွေရှိသလိုတိုက်ခိုက်တဲ့ပုံစံကလည်းကောင်းလွန်နေပါတယ် အဲ့ဒါကြောင့်အချို့ပြိတဲ့တွေကနာဟုကိုအားပေးလာကြပြီးနာဟုကဤဘို့ကိုကြောင်မိတ်ထုံးနေတုန်းခမ်းမကြီးရဲ့တောင်းတနေရမှာနာဟုရဲ့အမိကစိတ်ပူနေရှာပါသည်နာဟုကဤဘို့ကိုအမိလိုက်နိုင်ဖို့အများကြီးစ조사ရုံးကန်ခဲ့ရတာဖြစ်ပြီးသူ့ရဲ့တိုးတက်မှုတွေကိုလက်သီးတွေကနေတဆင့်ထုတ်ပေါ်ပြသနေပါသည်ဤဘို့ကလည်းသူ့ရဲ့ဂျူနီယာလေးကအများကြီးတံမာလာပြီးဆိုတာအတိအမှတ်ပြုပေးပေမဲ့နာဟုဟာလိလစေရာတွေကြံနေသေးရလို့ပြောပြီးအကာတွေကိုဖျောက်လိုက်ပါသည် နာဝရဲ့အမြင်မှာသူရဲ့စီနီယာအီဘိုကဆောင်ရမ်းမိုက်လို့နေပြီးအရှိကိုတိုးဝင်သွားကဒလသက်တိုက်ခိုက်ပါသည်။နာဝရဲ့ပင်ထိုးချက်ကိုအီဘိုကတောင်းခံထားပြီးပြန်ထိုးရကြောင်းနာဝကလည်းရှောင်းလိုက်ရကသူမတာကိုမတာဖြစ်နေကြပါသည်။နာဝကသူကြောင်ယုံခဲ့ရတဲ့အီဘိုရဲ့လက်သီးတွေကိုရင်ဆိုင်နေရတဲ့အပြင်ဒီဘွယ်ပြီးရင်အနာယူတော့မှာမို့နောင်နာတွေမကြံခဲ့ရအကောင်ဆုံးစူးစမ်းသွားမှဖြစ်ကြောင်းနီးပြားကတွေးနေပါသည်။အခုချိန်မှာနာဟိုကဗေညာထိုးချက်တွေနဲ့အီဘိုကိုထီထီမိမိထိုးနိုင်နေပြီပဲလေ ။အီဘိုကတော့တောင်းခံထားနိုင်နေရကြောင်းသူ့ရဲ့လက်သီးတွေမထိရောက်ဘူးဆိုပြီးတွေးမိနေပါလိ။နှစ်နှစ်လုံးလုံးကြိုးစားလာခဲ့ရတဲ့ယုံကြည်ချက်တွေကိုလက်သီးတွေထဲမှာပေါင်းထည့်ခဲ့ပေမဲ့အီဘိုကဒီထက်ပိုပြင်းတဲ့လက်သီးတွေကိုတောင်းထံခဲ့တဲ့ကောင်ဖြစ်ပါလိ။နာဝရဲ့ကမူရှူတို့ထိုးချက်တွေကိုရှောင်ရှားရင်းအရှိုက်ထိုးချက်ကိုလည်းတောင်းခံထားခဲ့ပြီးနာဝရဲ့နိုင်ရိုးကိုပြန်ထိုးပေးလိုက်တော့လက်ကျသွားခဲ့ပါလိ။နာအိုဟာနာကျင်ရတဲ့သင်ကန်းသားတွေကိုမခံစားဘူးသေးပဲအီဘိုကတော့အဲ့ဒီသင်ကန်းသားကြောင့်ချန်ပီယံဖြစ်လာခဲ့တာပါနာကျင်စရာသင်ကန်းသားကတော့နာအိုဟာအီဘိုလိုမျိုးရှုံးနေက ခြင်းရဲ့အရာတောင်မခံသားရသေးပါဘူး။ဤဘိုကနာဟုရဲ့ထိုးချက်တွေအများကြီးကိုခံခဲ့ရတာတောင်နာဟုအလဲမှာတော့ဤဘိုရဲ့ထိုးချက်တစ်ချက်တည်းကြောင့်မှောက်သွားခဲ့ရတာဖြစ်လို့တဖန်နီးပြားကမမြတ်တာဘူးလို့ခံသားရပါလိမ့်။ဘောက်ဇာအများစုကကမ္ဘာ့ချန်ပီယံတွေကိုလေးစားအကြကြပေမဲ့နာဟုအတွက်တော့အီဘိုဟာသူ့ရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တာကြောင့်မတ်တက်ပြန်ရဲမှရမယ်ဆိုပြီးသူ့ကိုယ်သူတွန်းအားပေးနေပါလိမ့်။နီးပြားကစိုက်ဘူးလို့ပဝါပြစ်တင်ခြင်းပေမဲ့နာဟုကတော့ရုံးကန်နေခဲ့ပြီးသူ့အမေကလည်းစိုက်ဘူးနေခဲ့ပြီဖြစ်ပါလိမ့်။ နောက်ဘောင်စင်လောကတွေကိုဝင်ရောက်ခဲ့တာကြောင့်အမေဖြစ်သူကအမြဲတမ်းစိုးရင်ခဲ့ရပါသည်ဒီတစ်ခေါက်မှာတော့နာအိုကသူ့ရဲ့စီနီယာနဲ့တိုက်ခိုက်ပြီးဘောင်စင်ကနေနှုတ်ထွက်မယ်လို့သူ့အမေကိုပြောပြထားခဲ့ပါသည်အခုတော့သူ့ရဲ့ပန်းတိုင်းစီရောင်းနေခဲ့ပြီဖြစ်သလိုသူ့အတွက်ဒီဘွဲကကမ္ဘာချန်ပီယံဘွဲဖြစ်တာကြောင့်နောင်နာတွေမကြံခဲ့စေရဘူးဆိုကရုံးကန်ပြီးမတ်တက်ပြင်ရဲလာခဲ့ပါသည်နာအိုဟာအီဘုံနဲ့တွဲပြီးကလေးကပြောင်းလဲသွားခဲ့တာဖြစ်ပြီး နာအိုကအီဘိုလေးစားသလိုပဲအမေဖြစ်သူကလည်းအန်အိုဘိုကောင်းတဲ့ဘောက်စားနဲ့ရှင်မြန်တိုက်ခိုက်နေတဲ့သူသားအတွက်ဂုဏ်ယူမိနေပါသည်တာခမူရကလည်းအီဘိုဟာနီးပြအတွက်အကူလို့ရရဲ့လားဆိုတာမကြခင်မှာသိရတော့မယ်ဆိုပြီးတွေးနေပါလိ။ပွဲပြန်စားရတဲ့အခါနာဟိုကအီဘိုရဲ့နီလန်းတွေအတိုင်းဝမ်းတူထိုးချက်နဲ့အသက်ထိုးချက်တွေသုံးပေမဲ့အီဘိုကကထားနိုင်နေပါလိ အီဘိုကဝန်ဒူထိုချက်နဲ့အသေးထိုချက်တွေပြန်သုံးတဲ့အခါမှာတော့နာဟုအထိနာသွားခဲ့ပြီးနောက်ထပ်ပိတ်လက်သည့်နှစ်ချက်အထုခံလိုက်ရပါသည်နာဟုရဲ့စိတ်ထဲမှာအီဘိုနဲ့ရေကုန်ရေကန်တိုက်ခိုက်ခဲ့ရလို့ကျင်းနေနေခဲ့ပြီးအီဘိုရဲ့အောင်မြင်မှုတွေကိုဆက်လက်မြင်တွေ့ခြင်းသေးရလို့တွေးနေရင်သူလေးစားရတဲ့အီဘိုရဲ့ထိုချက်တွေနဲ့ပဲအလဲထုခံလိုက်ရပြီဖြစ်ပါသည် အီဘိုအတွက်လည်းသူခင်မင်ရတဲ့နာအိုးကိုအလဲထိုးပြီးတော့ဒုတိယအကြိမ်ခပတ်ကကွယ်မှုအောင်မြင်ခဲ့တာဖြစ်ပါသည်။နီးပြားကဘယ်လိုခံစားရလဲမေးတော့အီဘိုကလည်းနာအိုးလိုတမ်းမာတဲ့ပေါင်းစားကိုအနိုင်ယူနိုင်လိုက်လို့စိတ်အေးသွားခဲ့ရပြီလို့ဖြစ်ပါသည်။အီဘိုကိုအင်တာဗျူးကြတဲ့အခါမှာလည်းအီဘိုကနာအိုးရဲ့ထိုးချက်တွေကြောင့်အခက်တွေ့ခဲ့ရတဲ့အပြင်အခုလိုရှုံးနေခြင်းနဲ့ကြုံတွေ့လာရတဲ့နာအိုးဟာနောက်တစ်ခါကြိုးဝိုင်းတဲ့ကိုပြောင်းဝင်လာရင်ပိုပြီးတမ်းမာလာမှာဆိုပြီးပြောခဲ့ပါသည်။ ဖွဲ့ပြီးသွားတော့ဤဘိုးကနာဟုကိုစကားတော်ပြောခြင်းပင်ပဲလေနီးပြကြီးကဒီကဘာကြီးမှာအနိုင်ရသူတွေဟာရှုံးနေသူတွေအတွက်ပြောပြပေးစရာစကားမရှိဘူးလို့ပြောပါလိမ့် တဖက်မှာတော့နာဟိုနဲ့သူ့ရဲ့နီးပြားတို့ကခွဲခွာရတော့မှဖြစ်ပြီးနီးပြားကနာဟိုပြောချင်းတဲ့အရာတွေဤဘို့ကိုပြောနိုင်ခဲ့ရဲ့လားဆိုပြီးမေးပါရင်ပေါ်ကြီးရဲ့အတွင်မှာနာဟိုနဲ့ဤဘို့တို့အပြင်းအလန်ထိုးချိတ်ခဲ့ကြပြီးဤဘို့ရဲ့အကောင်ဆုံးပုံစံမှာရေကုန်ရေခန့်တိုက်ခိုက်ခဲ့ရတာဖြစ်လို့ကျင်းတ်တယ်လို့နာဟိုကဖြစ်ပါရင်နီးပြားကနာဟိုအနာယူတော့မှမို့စိတ်မကောင်းဖြစ်နေပေမဲ့နာဟိုကတော့အင်တာဗျူးမှာဤဘို့ပြောခဲ့တဲ့စကားတွေကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်ပြောင်းလဲသွားခဲ့ပါရင်သူ့လေးစားရတဲ့စီနီယာကသူဟာပိုပြီးတတ်မှလာမှာဆိုပြီးပြောခဲ့ကြကြောင်းနာဟိုတယောက်ဘောင်းစင်း င်းကိုလက်မလွတ်ခြင်းပဲဖြစ်သွားပါသည်။အဲ့နောက်ဤဘိုးကိုမြင်လိုက်ရတော့နီးပြားကသွားနှုတ်ဆက်ဖို့ပြောပါသည်။ဒါပေမဲ့နာဟုကကျုံဝိုင်းထဲမှာသူပြောချင်တာတွေပြောခဲ့ပြီးပြီဖြစ်တယ်လို့အီဘိုကလည်းကျုံဝိုင်းထဲမှာပဲအချို့အရာတွေကိုတင်မြပေးခဲ့ပြီးပြီဖြစ်တာကြောင့်နှုတ်ဆက်စရာမလိုအပ်တော့ပဲအဝေးကနေပဲကာဗရာပြလိုက်ပါလိ။အီဘိုကရေချိုးရတဲ့အချိန်သူတို့ရဲ့ထိုးပွဲအကြောင်းပြန်တွေးကနာဟုရဲ့အဆိုင်ထိုးချက်ကအပြင်းသလိုနာဟုဟာလည်းအမှန်တကယ်တမ်းမာလာပြီးဆိုပြီးတွေးမိနေပါလိ။